တူရကီရောက်ရင်တော့မဖြစ်မနေမြည်ဆန်းရမှာတော့တူရကီကော်ဖီထဲမှာမှဒီလိုမျိုးသူတို့ရဲ့ရိုးရာဒလီစတိုင်ပေါ့နော်ဒီသဲပူပူလေးမှာဒီရေနွေးပူပူရဲ့ကော်ဖီရဲ့ထည့်ဖြော်ပြီးတော့มาပေါ့နော် အဲဖြော်ပေးတဲ့ coffee ပေါ့ဒီလိုလမ်းပေးဆိုင်လေးဆိုပို့ပြီးတော့ချစ်စရာကောင်းပါတယ်ဒီလိုဆိုင်လေးမှာဝင်ပြီးတော့ Turkey coffee ကိုရီးစမ်းသင့်ပါတယ်အခုတော့ပုံတို့အဖွဲကဒီဆိုင်လေးမှာဝင်ပြီးတော့တဲ coffee ကိုရီးစမ်းပြီးတော့ဝယ်တောက်ကြတာပေါ့เนาะဒါပေမဲ့ကိုရီပြောတာ तू နားမလည်ဘူးလားမသိ coffee ကတော့ a literally ခါသွားပါတယ်ဒါပေမဲ့ကိုယ်တိုင်လည်းဝင်ပြီးတော့ရှာရှိခဲ့တယ်ဆက်စုခဲ့တယ်အရန်ထူဆန်းတယ်ထူဆန်းတယ်ဆိုတော့တဲကိုအပူပေးထားလို့ပေါ့နော်အဲ့ဒီတဲထဲမှာဒီ coffee ခွက်ကလေးကိုဒီလိုလှိမ့်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 နေလေအဲ့ဒီ coffee လေးတွေရည်နွေးလေးတွေအဲ့လိုပွက်ပြီးတော့ဆူလာပြီးတော့မှသူကဖြော်ပေးတာပေါ့နော်ဆိုတော့ဒီဟာလေးကသူတို့နိုင်ငံအတွက် တကယ်ကို tradition နဲ့ပါပဲဒါ tourism attraction နဲ့မှလည်းပါတယ်ပုံတော့ကတော့ရောက်တုံးတော့ရောက်အောင်ကြီးစမ်းခဲ့ပါတယ်အဲကိုရဲ့ချစ်တဲ့သူတွေလည်းတူရကီရောက်ရင် တူရကီရဲ့ဒီ take off feel ကိုမြင်ခဲ့ကြနော်